အနှချောင်းမထီကြရလေအောင်ကျွန်တော်တို့ငယ်ငယ်တုန်းကကလေးတဘာဝကြံကြံဖန်ဖန်ကစားတဲ့ဤတစ်ခုရှိပါတယ်ရေကြီးပေါ်မှာရှိတဲ့နိုးစီခွက်သေးကိုဗဇက်သေးကစည်းစည်းနဲ့အိမ်အပေါ်တဲ့ပတင်းပေါက်ကနေလှမ်းထွေးတာပါပဲတကြိမ်တလေလောက်ကန်စွတ်ပြီးချက်ကန်းတိုးပြီးဝင်သွားတာကလွဲရင်စည်းစည်းတစိ့နိုးစီခွက်သေးဝင်ဖို့ဆိုတာ အလွန်ခက်ပါတယ်ကလေးဘဝတုန်းကတော့ကျွန်တော်အဲ့ဒီလို့ ှင်ခဲမိပါတယ်ဒီလိုနဲ့ပဲအသက်ကတဖြည်းဖြည်းကြီးလာတော့စာတို့ပီဇာတွေဖတ်ဖြစ်ရင်းကမြမပြီကအက်တဇင်းနဲ့လူပြီကအက်တဇင်းအကြောင်းကို သိလာပါရောဩလူဘဝဒုံလဘရာခဲလာစွာဤအဲ့ဒလိုမှတ်သားခဲ့ပါတယ်ဒါပေမဲ့လည်းဒါပေမဲ့ပေါ့ဗျာဟုတ်အရင်အက်ရှားတဲ့ခစ်တုံးကတော့ဟုတ်တာဝေါ့ဗျာဘဘဲဆရာက တန်တုံးကို အချင်းယူမိမြထုထောင်းသွေးယူမှအဲ့တချောင်းဖြစ်တာကို အခုခက်ကတော့အဲ့တွေ ပေါလိုက်တမတရာဖို့၅ချောင်း၁၀ချောင်းလောက်ရပါတယ်ဒီတော့လေမြမပြီကအဆုတ်လိုက်အဆုတ်လိုက်ကြာကြာလာတဲ့အဲ့တွေနဲ့လူပြီကမြေကြီးပေါ်၃လေးတက်လောက်အပြစ်ခင်းထားတဲ့အဲ့တွေနဲ့နေနေညာညာတဖြုတ်ဖြုတ်ထိကုံကြတာမဆန်းပေဘူးပေါ့ဒီလိုအမိုးတွေရွာနေတဲ့အချိန်မှာ အဆူးကျင်တဲ့လောက်စူးပါစေမွေးပလိုက်မယ်ဆိုပြီးတပိုက်ပြီးတပိုက်တပြွတ်ပြွတ်မွေးတဲ့ရှင်မွေးလွန်းတွေရှိသလိုတစ်ဖက်မှာလည်းစီးပွားရေးကျန်းမာရေးလူမှုရေးအကြောင်းတစ်ခုခုကြောင့်တာသမီမယူလိုသူတွေလည်းရှိပါတယ်ဒီအခက်အခဲကိုဖြေရှင်းနိုင်ဖို့အတွက်ပရိသတ်ရဲ့တောင်းဆိုမှုအရာပေါ်လာတာကတော့ပရိသေတားခြင်းပဲဖြစ်ပါတယ်ပရိသေတားခြင်းအကြောင်းကတော့တချို့လူတွေအတွက်ဆို ဖတ်ဖူးကြားဖူးပံများလွန်းတော့ရင်းငွေစရာဓပြားဟောင်းတာတာဖြစ်နေတော့ပါပြီသို့တော်လည်းပဲမတိသေးသူတွေတိပါစေတိပြီးသူတွေလည်းပုံမူတိလာရင်ရည်ရွယ်ပြီးဓပြားဟောင်းကိုပဲဖုံတော့စတေကအစ်စ်ကပ်ပြီးရှော့စင်းနဲ့ရောင်းပေးလိုက်ပါတော့မယ်ပြောရင်ယုံချင်မှယုံကြလိုက်မယ်ရှေးရှေးတုန်းက လူတွေဟာလိန်ဆက်ဆံခြင်းနဲ့ကိုဝင်ရခြင်းဆက်ဆက်နေတယ်ဆိုတာမတိကြဘူးတဲ့ ဒါကြောင့်လဲကလေးလိုချင်ရင်ဘာမှမဆိုင်နဲ့ရွာထိတ်ညောင်မင်ကရုပ်ကစိုးကိုတွားတွားအပူကတ်ကြတာလေဒါပါတော့နောက်ဆုံးကြတော့အမည်မသိရှေးပညာရှိတယောက်ကလိန်ဆက်ဆံခြင်းနဲ့ကိုဝင်ရခြင်းဆက်ဆံမှုရှိချောင်းကို မတော်တဆရှာဖွေ တွေ့ရှိသွားပါတယ်သူခေသူအခါအရာဆိုရင်ဈေးပညာနိုဗယ်ဆုတောင်းချီးမြှင့်နေပါတယ်ဒါတောင်သူခမယောက်ျားတွေရဲ့တုတ်ရီဟာ ိုဝင်ဖြစ်စေဖို့အရေးပါတယ်ဆိုတာသိမသွားပါဘူးအဲ့ဒလုံနဲ့ရန်တမ်းမှန်တမ်းစင်ကန်တော်တော်လာခဲ့ကြတာ18ရာစုနှောင်းပိုင်းအမှုကြီးမှန်ဘလူးပေါ်လာတော့မှပဲတုတ်ရီမှာပါတဲ့တုတ်ကောင်လေးတွေကို တွေ့ရှိပါတော့တယ်ကိုဝင်ရှိလာခြင်းဟာတုတ်ရီမှာပါတဲ့တုတ်ကောင်တွေအမျိုးသမီးရဲ့တအိမ်နဲ့ရောက်သွားလို့ဆိုတဲ့အကြောင်းတိလာပြီးတဲ့နောက်ပိုင်းမှာတော့တအိမ်နဲ့တရေအောင်စီတဲ့တုတ်ဘိုးမဝင်စီအောင် နှီးမျိုးစုံ ရှာကြံခဲ့ကြပါတယ်အဲ့ဒီအချိန်တုန်းကတော့လူကြိုက်အများဆုံးနှီးက quietest interrupts လို့ခေါ်တဲ့တုတ်ကိုမိမကိုပြင်ပမှလွတ်တဲ့နှီးပါပဲတကယ်ကိုပဲတိတိကျကျမှန်မှန်ကန်ကန်ရမ်းရမ်းဆန်းဆန်းလိုက်နာနိုင်မယ်ဆိုရင်တော့တော်တော်လေးကို စိတ်ချရတဲ့နှီးပါဒါပေမဲ့စိတ်မနိုင်တဲ့ယောက်ျားတွေအတွက်ကတော့အလုံးမဖြစ်လှပါဘူး တရေမျိုးစေ့ပါတဲ့တုပ်ရီကိုအခုလိုအလဟတ်ဖြုံတီးခြင်းဟာယဟူဒီလူမျိုးတွေအတွက်ငရဲကြီးစေတယ်လို့ဆိုပါတယ်။ဤအမျိုးမျိုးနဲ့ဖြုံတီးလိုက်တဲ့ကိုယ့်ရဲ့တုပ်ရီတွေဟာဒေအိုးကြီးတစ်ခုတည်းသွားဆုနေပြီးတေလွန်တဲ့အခါမှာအဲ့ဒီဒေအိုးထဲမှာကိုယ်တိုင်အကျော်ခံရတယ်ဆိုလားပဲ။နောက်တနည်းကတော့အရင်ခေတ်ကတိတ်ခင်မစားခဲ့ပေမဲ့မျက်မှောက်ခင်မှာအလွန်အတုံးများတဲ့ကွန်ဒုံးခေါ် French letter ကို FL လင်းတဲ့အစွတ်ပဲဖြစ်ပါတယ်။ကနဦးမှာတော့သူစိတ်ဝတ်စတဲ့တလိษံဥနဲ့ပြုတ်လုကြပါတယ်။ဒီထွန်းသူဟာဝတ်ဥချောင်းစာရင်အကြံရတော့တာအများကြီးဖြစ်နိုင်ပါတယ်။ကိုဝန်တားခြင်းနဲ့စာရင်ကာလာသားယောဂကာဝယ်ဖို့အတွက်ပိုအသုံးပြုခဲ့ကြပါတယ်။အစွမ်းထက်ပဋိဇီဝစေးများမပေါ်သေးတဲ့ခေတ်မှာကာလာသားယောဂဟာတကယ်ကိုကြောက်စရာပါ။ အခုခေတ်မှာတော့အစစ်မြစ်နီးပညာတွေနဲ့ထုတ်လုပ်ထားတဲ့လိမ့်တဲ့အစွတ်တွေကိုလွယ်လွယ်ကူကူဝယ်လို့ရနေပါပြီ။ကြုံတုံးပြောရရင်ကွန်ဒုံးဝယ်တာဟာ ရှက်စရာမဟုတ်ပါဘူး။ကျမ်းမာရေးအမြင်ရှိကြောင်းသိတာပါတယ်။ဆက်လိုက်ဝယ်တာက ပိုရှက်ဖို့ကောင်းပါလေ။ကျမ်းမာရေးထိခိုက်စေတယ်လေ။မိဘတွေအနေနဲ့လည်းကိုသားသမီးအိတ်ထဲမှာကွန်ဒုံးတွေ့တာနဲ့ secret တွေ့တာဘယ်ဟာကိုစုံးမရမလဲဆိုတာသိတယ်မှာလေ။ ကွန်ဒုံးကိုနီးစနစ်မှန်မှန်နဲ့သုံးမယ်ဆိုရင်တော့ကိုဝင်တားခြင်းအတွက်68ရာခိုင်နှုန်းပိုစိတ်ချရပါတယ်တဲ့ Female condom ကအမျိုးသမီးတအိမ်ခေါင်းစွတ်ဆိုတာလည်းရှိပါတယ်မိမအိမ်ကအတွင်းကတအိမ်ခေါင်းကိုတုပ်ပိုးများမဝင်နိုင်အောင် အကာအကွယ်ပေးပါတယ်သုံးနေကြမဟုတ်တဲ့သူဆိုရင်ထဲတဲ့အခါမှာဤပညာပိုင်းအခက်အခဲတွေ့နိုင်ပါတယ်စိတ်ချရမှုမှလည်းအမျိုးသားလိမ့်တဲ့အစွတ်လောက်မကောင်းပါဘူး ရှောင်းလင်တိုင်းကျင်ခြင်းခေါ်တဲ့ပြက်ကလေးနီးလင်းကိုရှောင်းခြင်းဟာလည်းကိုဝင်တားခြင်းတစ်မျိုးပါပဲရာဒီပန်းစပေါ်တဲ့နေ့ရဲ့ဟိုဘက်ဒီဘက်ခုနှစ်ရက်ကိုစိတ်ချရတယ်လို့ပြောပါတယ်ဥပမာ28ရက်တစ်ကြိမ်တွေးပုံနေကြအမျိုးသမီးတယောက်ဟာ February လ8ရက်နေ့မှာရာဒီစလာတယ်ဆိုပါစို့အဲ့ဒီအမျိုးသမီးအတွက်ကိုဝင်မရအောင်စိတ်ချရတဲ့ကာလဟာ February 1ရက်နေ့ကနေ February 14ရက်နေ့ထိဖြစ်ပါတယ် နောက်တစ်မျိုးလှည့်ပြောရရင် February 15ရက်နေ့ကနေ March 1ရက်နေ့အတွင်းဆက်ဆံမိရင်ကိုဝင်ရသွားနိုင်ပါတယ်။နောက်တစ်မျိုးထပ်ရှင်းပါဦးမယ်။အရွယ်ရောက်ပြီးအမျိုးသမီးတွေဟာတလတစ်ချိန်တွေးပေါ်ပါတယ်။တချို့ကလည်း28ရက်တစ်ချိန်တချို့ကလည်း29ရက်တစ်ချိန်တချို့ကလည်းရက်30တစ်ချိန်ကွဲပြားကြပါတယ်။တွေးပေါ်ခြင်းဟာ မျိုးဥကျွေခြင်းရဲ့နောက်ဆက်တွဲပါပဲ။မျိုးဥကျွေပြီး 14ရက်တိတိအကြာမှာသွေးပေါ်တာပါဒီတော့အဘော်ကဥပမာကို ပြန်ပေးရရင် February လ8ရက်နေ့မှာသွေးပေါ်တဲ့အမျိုးသမီးဟာ January 24ရက်နေ့တုန်းကမျိုးဥကျွေခဲ့တာပါသူမဟာ28ရက်တကြိမ်သွေးပေါ်တဲ့သူဖြစ်တဲ့အတွက်နောက်တစ်ကြိမ်မျိုးဥကျွေမှာက February 22ရက်နေ့မှာပါအဲ့ဒီတော့မျိုးဥမကျွေခင်ဟိုဘက်ဒီဘက်9ရက်ဟာစိတ်မချရပါဘူးပြက်ကြိန်လေးနဲ့ခြာကြည့်မှာ ကျွန်တော်ပြောတာရှင်းမှာဖြစ်ပါတယ်အခုပြောပြီးခဲ့တာတွေကတော့လူကိုဘေးဥပတ်အ ਨੇ ဆုံးသောနှီးတွေပါပဲစေထိုးစေတောက်ရမလို့ခန္ဓာကိုယ်ထဲဘာမှထဲ့ထားစရာမလိုတဲ့တတိတာနှီးတွေပေါ့ဆက်ပြောမယ်နှီးတွေကတော့ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကိုတနည်းမဟုတ်တနည်းကိုဝင် မရှိသွားအောင်ပြောင်းလဲပေးတဲ့နှီးတွေပါကျွန်တော်အထက်မှာရှင်းပြခဲ့တဲ့ရာသီလာခြင်း မြို့ဥကျွေးချင်းစတဲ့ဖြစ်စဉ်တွေကို20ရာစုအဥပိုင်းအထိဘယ်သူမှ ရေးရရမသိခဲ့ပါဘူးအထူးသဖြင့်အမျိုးသမီးတွေရာသီပန်းပွင့်စေရမှာ အရေးကြီးတဲ့ estrogen နဲ့ progesterone မဟော်မုန်းနှမျိုးရဲ့အခမ်းကဏ္ဍကိုတိတိကျကျမပြောနိုင်ခဲ့ကြပါဘူး1950ခုနှစ်လောက်ကြာမှာပဲမဟော်မုန်းတွေနဲ့ရာသီလာခြင်းကိုဝင်ရှိခြင်းကိုမှန်မှန်ကန်ကန်ဆက်ဆက်မိသွားကြပါတယ် 1960ခုနှစ်လောက်မှာတော့ဟော်မုန်းနည်းပညာနဲ့ကိုယ်ဝန်တားခြင်းတွေစတင်ခေတ်ဆလာခဲ့ပါတယ်။မဟော်မုန်းနှစ်မျိုးဖြစ်တဲ့အက်စထရိုဂျင်နဲ့ပရိုဂျက်စတရွန်ကိုပဲ အချို့အမျိုးမျိုးနဲ့သုံးကြတာပါပဲ။အလွယ်ဆုံးဥပမာကတော့တားဆီးကပ်ပါပဲ။တားဆီးကပ်ဟာအဓိကအဖြစ်နှစ်မျိုးရှိပါတယ်။အက်စထရိုဂျင်နဲ့ပရိုဂျက်စတရွန်နှစ်မျိုးပေါင်းထားတဲ့ဆေးပေါင်းကပ်အဲ့ဒီကပ်ကတော့ မြန်မာပြည်မှာအတုံးအများဆုံးပါပဲမြကတ်လက်ညိုးကတ်စသဖြင့်အရက်ထဲမှာခေါ်ကြပါတယ်တမျိုးမကြိုက်နောက်တမျိုးပြောင်းတဲ့မြမအမျိုးသမီးတွေတော်တော်အလုရှုပ်ကြရပါတယ်တကယ်တော့ပါဝင်တဲ့အချိုးအစားတွေကအတူတူပါပဲ quality ကောင်းကောင်းကိုတုံးကျင်နေဆိုရင်တော့ Marvelon 28ကိုတုံးပါလို့ညွှန်ပြရသေးဒီစေးပေါင်းကတ် COC ဟာကိုဝင်တားခြင်းအပြင်အခြားကောင်းတဲ့အချက်ကလေးတွေလည်းရှိပါသေးတယ် ။ယာဒီပန်းကိုမမှန်ပွင့်စေတယ်။ယာဒီလာစဉ်ကြိုက်ခဲခြင်းကိုတတ်တာစေတယ်။ကန်ဆာယောဂတချို့ကိုကာကွယ်ပေးတယ်။ဝက်ချံပျောက်စေတယ်။စသဖြင့်ပါပဲ။မကောင်းတဲ့အချက်တွေကတော့နေ့စဉ်စီးတောက်ရခြင်းအချို့သောနှလုံးသွေးကြောယောဂရှိသူများခေါင်းတချံကြိုက်တတ်သူများအသက်35နှစ်ကျော်များဆက်လိတောက်သူများနိုတိုင်မိခင်များတောက်သုံးရမတင်ခြင်းတော့ပဲဖြစ်ပါတယ်။တချို့အမျိုးသမီးတွေမှာတော့ဆေးကြောင့်ပြုတ်အပ်ခြင်း ကောင်းကင်ချင်းစိတ်ကြခြင်းတွေးပြခြင်းစသည်တို့ဖြစ်နိုင်ပါတယ်ဈေးတောက်မယ်ဆိုရင်တော့ຢာဒီလာတဲ့ပထမဆုံးနေ့မှာစတောက်လို့ရပါတယ်ဈေးကက်ပြောင်းခြင်းနဲ့ဆိုရင်တော့တောက်လက်စာဈေးကက်ကုန်မှအခြားကက်အမျိုးအစားကိုပြောင်းရမှာပါ အရင်က တားစီထိုးထားတယ်ဆိုရင်တော့ကြိုက်တဲ့အချိန်စတောက်လို့ရပါတယ်ဈေးကက်ရဲ့နောက်ပိုင်းမှာမြားနဲ့ညွန့်ထားတဲ့အတိုင်းတောက်ရပါမယ်နေ့စဉ်အချိန်မှန်မှန် တောက်ရပါမယ်ဈေးကိုရမလွတ်စီပဲတည်တည်ချာချာတောက်ရင် ထိထိရောက်ရောက်ကိုဝင်တားပေးနိုင်ပါလေ project room တစ်မျိုးတည်းပါတဲ့ POP လို့ခေါ်တဲ့ဈေးကတ်ကတော့ဈေးပေါင်းကတ် COC တောက်လို့မရတော့သူတွေအတွက်ပါ ဥပမာ no time မိခင်များနှလုံးယောဂါရှိသူများတွေးပစ်ခဲ့ယောဂါဖြစ်ဖူးသူများစသဖြင့်အထက်မှာဖော်ပြထားတဲ့သူတွေပါပဲ DPOP ကတော့ နေ့စဉ်အချိန်မှာမှန်မှန်တောက်ဖို့လိုပါတယ်။ဥပမာ နေ့စဉ်ည10:00နာရီဆို အမြဲတမ်းည10:00နာရီတောက်ရပါမယ်။နောက်တစ်ချက်က POB တောက်နေစဉ်ရာသီသွေးဆက်ကလေးတွေလာလိုက်ပြောက်လိုက်ဖြစ်တတ်ပါတယ်။တကယ်တမ်းရှင်ပြောရရင် စေးပေါင်းကတ် COC လောက်ကိုဝင်တားခြင်းအစွမ်းမထက်ပါဘူး။အဝလွန်အမျိုးသမီးများအတွက်တောက်ရင် ပိုပြီးအစွမ်းကျတတ်ပါတယ်။တောက်စီနောက်တစ်မျိုးကတော့အရေးပေါ်ကိုဝင်တားခြင်းခေါ် emergency contraception ပဲဖြစ်ပါတယ်။ morning after pill လို့လည်းခေါ်ပါတယ်။မြန်မာပြည်မှာတော့ postinon 2အမီနဲ့ဈေးကွက်ထဲမှာရှိပါတယ်။စုစုပေါင်း2ကြိမ်တောက်ရပါတယ်။အကာအကွယ်မဲ့လိန်ဆက်ဆံပြီး82နာရီအတွင်းမှာတစ်ကြိမ်တောက်ရပါမယ်။ပထမဆေးလုံးတောက်ပြီး72နာရီအကြာမှာ နောက်တစ်ကြိမ်တောက်ရပါမယ်။ဒါဟာအရေးပေါ်အတွက်ပဲဖြစ်လို့ပုံမှန်အသုံးမပြုသင့်ပါဘူး။ကျမတို့က တစ်လမှာ၄ချိန်လောက်ပဲအရေးပေါ်တာဆိုတော့နေတိုင်းတောက်ရမယ် COC တို့ POP တို့မတောက်ချင်ပါဘူးဖြစ်လာမှပဲ after bill တောက်ပါတယ်အဲ့လိုမဟုတ်ဘူးနော် after bill မှာတာမန်တားစီးတွေထက်ဘေးထွက်ဆိုးကျိုးတွေပိုရှိတဲ့အပြင်ကိုဝင်ရှိသွားနိုင်ဖို့အခွင့်အရေးလဲပိုများပါတယ်အဆိုးဆုံးကတော့တအိမ်ပြမတတိတဲဖို့အခွင့်အလမ်းပိုများတယ်ဆိုတာပါပဲတဘာဝနီးလဲမကြိုက်စေးတောက်ရမှလဲပြင်းတဲ့အမျိုးကောင်းသမီးတွေကိုတော့ နောက်ထပ်မေးရမယ်မိကွန်းကတော့ကတ်မလားထိုးမလားမြုပ်မလားထဲ့မလားပါပဲရှင်းပြပါမယ်ဆန္ဒတွေစောပြီးတက်လွဲတွေမတွေးကြပါနဲ့ကတ်ရမှာကတော့ patch လို့ခေါ်တဲ့ဆေးပလာစတာတစ်မျိုးမှာမဟော်မုန်းနှစ်မျိုးအချိုးကျဆက်ထည့်ထားပါတယ်အရေပြားပေါ်မှာကတ်လိုက်ခြင်းအပြင်ဟော်မုန်းတွေဟာဆေးပလာစတာကနေအရေပြားကိုဖြတ်ပြီးကိုယ်ခန္ဓာထဲကိုတနည်းကုန်ဒစိမ့်စိမ့်ဝင်ပါတယ် လမောင်းအတွင်းဘက်ပေါင်ရင်ဘိုက်ကြိုက်တဲ့နေရာမှာကတ်ထားလိုက်ရုံပါပဲခொနရက်တခါအဟောင်းကိုခွာပြီး patch အစ်စ်ကို အချားနေရာမှာကတ်ရပါတယ်ခொနရက်၃ကကတ်ပြီးရင်၄ချိန်မြောက်ခொနရက်ကိုဘာမှမကတ်ပဲထားရပါတယ်ဘေးထွက်စိုးကြိုးတွေကတော့ COC စေးပေါင်းကတ်နဲ့အတူတူပါပဲတနေ့တခါစေးတောက်ဆရာမလို့တဲ့အချက်ကတာသွားပါတယ်အချို့အမျိုးသမီးတွေမှာတော့အရေးပြားနဲ့ စီဘလာစတာမတည့်လို့တုံးလို့မရပါဘူးအချို့စည်းသားကြောင်တဲ့သူတွေအတွက်ကြတော့လဲ patch ကတ်ထားရင်သူများတွေမြင်ကုန်မယ်ဆိုပြီးမတုံးကြပါဘူးပေါင်ရဲမှာကတ်ထားတာဘသူကတွေ့မလဲနော်အဲတယောက်ယောက်ကတွေ့သွားရင်လဲတွေ့သွားတဲ့သူကိုတော့ရှက်စရာမရှိတော့တော့ပါဘူးမြမပြီမှာလဲတိတ်မတွင်ကျဲသေးပါဘူးတားစီထိုးမယ်ဆိုရင်တော့၃လခံစီနာမည်ကြီးကလဲ၃လစီစုတော်သေး ဒက်ဘိုဆိုတာရှိပါတယ်မြန်မာပြည်မှာအဖုံခရမ်းရောင် အဖုံစင်းအဖုံအနီစသဖြင့်အမျိုးမျိုးဖြစ်နေပေမဲ့လည်းပါဝင်တာက အတူတူပါပဲဒက်ဘိုမှာ progesterone တစ်မျိုးတည်းပါတဲ့အတွက်ရေဘူးရအားဖြင့်အထက်မှာဖော်ပြခဲ့တဲ့ POP နဲ့ဂုံတက်တိသုံးနိုင်တဲ့အခြေအနေတွေတူပါတယ်ကောင်းတဲ့အချက်ကနေ့စဉ်ဆေးတောက်ခြင်းသို့မဟုတ်တပတ်တစ်ခါပလတ်စတာကတ်ခွာလှုပ်ခြင်းမလိုတော့ပါဘူး၃လမှတစ်ခါလမ်းထိပ်ဆေးကန်းက ဆရာဝန်စီသွားရောက်มาပဲစေးထိုးတဲ့အခါမှာပြောချင်တာတစ်ခုကစေးထိုးပြီးရင်မခြေပဲမနေပါနဲ့ခြေပါအရက်အပြောနဲ့တုံးလစေးကိုခြေလိုက်ရင်အာနိသင်ပြည့်တယ်ဆိုတာလုံးဝမဟုတ်ပါဘူးလေးဘဏအတွက်ပန်နဆလင်တလားတစ်ချိန်ထိုးတဲ့သူတွေလည်းခြေတာပါပဲအာနိသင်ပြည့်ပြီးနှစ်ပတ်လောက်ပဲခန့်တယ်လို့ဘယ်သူမှမပြောကြပါဘူးမကောင်းတဲ့အချက်ကတော့စေးထိုးနေရင်းနဲ့ကိုဝင်လိုချင်လာလို့ စီထိုးရက်လိုက်တော့လဲကိုဝင်ချက်ချင်းရကြမှာရပါတယ်တချို့ဆိုတစ်နှစ်လောက်စောင့်ရတတ်ပါတယ်တားစီကတ်တွေကတော့ဒီလရက်လိုက်ရင်နောက်လာဆိုကိုဝင်ဆောင်ဖို့ ready ပါပဲထူးထူးခြားခြားတရုတ်ကလာတဲ့တလဈေးဆိုတာမြန်မာပြည်ကိုဝင်ပါတယ်ဈေးချိုလို့တော်တော်များများတုံးကြပါတယ်ဘာဆေးမျိုးမှမသိတဲ့အတွက်ကျွန်တော်အနေနဲ့ဘာမှမှတ်ချက်မပေးချင်ပါဘူး မကပ်ဘူးမထိုးဘူးမြုပ်မယ်ဆိုတာကတော့ရေပြားအောင်မှာမြုပ်လို့ရတဲ့ progesterone ဖြည်းဖြည်းချင်းလွတ်ပြီးတဲ့အရာလေးပါပဲတခါထည့်ရင်၃နှစ်အထိခံပါတယ်အသုံးပြုပုံဘေးထွက် ဆိုးကျိုးတွေကတော့အခြား progesterone တစ်မျိုးတည်းမှာပါတဲ့ POP depot injection စတာတို့နဲ့အတူတူပါပဲအရေပြားကို ထုံစည်းလေးပေးပြီးအရေပြားအောက်မှာ implant ဆိုတဲ့ဟာလေးကိုမြုပ်ထားလိုက်ရောပါပဲ plaster လို့ မမြင်ရတော့ဘူးပေါ့အဲအာအာရာရာလက်နဲ့လိုက်ဆန်းရင်တော့တွေ့မှာပေါ့နော်ရှေးခေတ်ကအာရက်လူမျိုးတွေဟာတဲကန်ရဲကိုဖျက်ပြီးခยีသွားတဲ့အချိန်မှာတို့ရဲ့ကလအုံမတွေဈီးမတင်သွားအောင်ကြစရခဲတေးသေးလေးတွေကို ကလအုံမတွေရဲ့တအိမ်ထဲကိုထည့်ထားခဲ့ကြတယ်ဆိုပဲဒါဟာယုံနှန်းစကားလားတကယ်ပဲလားခွဲရခက်ပေမဲ့ပြောနိုင်တာကတော့ဖြစ်နိုင်ခြေရှိတယ်ဆိုတာပဲ တအိမ်ဆိုတဲ့အမျိုးဟာသူ့ထဲမှာတဘာဝမဟုတ်တဲ့ပစ္စည်းတစ်ခုကိုရှိနေရင်တရေသားကိုလက်မခံနိုင်ပါဘူးဒီအချက်ကို အခြေခံပြီးလူသားမိန်းမတွေရဲ့တအိမ်ထဲကိုလည်းပစ္စည်းအမျိုးစုံထည့်ခဲ့ကြတဲ့ပရိစိတ်တန်လိုက်ချောင်းစတာတွေပေါ့တအိမ်ရဲ့ကြွက်သားကြုံပွားလှုပ်ရှားဝါမြူနိုင်တဲ့အစွမ်းတက်ပြီးကြောင်းပြန်ထုတ်လို့မရတော့ပဲပျောက်ဆုံးသွားရတဲ့ပရိစိတ်တွေလည်းမနေမနောဆိုပဲကာလကြာမြင့်သည်နဲ့အမျှ စမ်းသပ်မှုတွေအမျိုးမျိုးလှုပ်လာခဲ့တာအခုခေတ်အသုံးပြုနေတဲ့အရာကတော့ထဲ့ရထုတ်ရလွယ်သွားပါပြီတွန့်လိုင်းလိုင်းပုံဒါမှမဟုတ်အင်္ဂလိပ်အခရာ တီပုံတရံတွေအသုံးများပါတယ်အရက်စကားဂွင်းထဲ့ထားတယ်လို့ပြောကြတယ် UNCD ဆိုတာတွေကအခုခေတ်မှာ69ရာခိုင်နှုန်းကျော်အောင်စိတ်ချမှုကိုပေးနိုင်ပါပြီဂွင်းကြီးပဲမဟုတ်ပဲတုတ်ကောင်တက်စီ progesterone စတာတွေပါ UNCD တွေမှာ ထည့်သွင်းထားတာကြောင့်အလွန်အစွမ်းထက်လာပါတယ် IUCD ရဲ့ကောင်းတဲ့အချက်ကတော့ကိုဝင်လိုချင်တဲ့အချိန်ကျရင်ချက်ချင်းထုတ်ပြက်လိုက်နိုင်ခြင်းပဲဖြစ်ပါတယ် patch တို့ implant တို့လိုမြင်လဲမမြင်ရစမ်းကြည့်လို့လည်းမတွေ့နိုင်ဘူးလေကိုဝင်တားနည်းတွေအကြောင်းပြောတာတော်တော်လေးပြည့်စုံသွားပြီထင်ပါတယ်ကြံသေးတာဆိုတော့ตาจ้อဖြတ်ခြင်းပဲဖြစ်ပါတယ်။ဘေးညာတစ်ဖက်တစ်ခုရှိတဲ့မမျိုးအိမ်နှစ်ခုနဲ့တအိမ်နဲ့ဆက်ထားတဲ့ ပြွန်နှချောင်းကိုထုံးဖြတ်ဖြတ်ပစ်လိုက်တာပါပဲ။ရာသပန်သတိတားပြီးဖြစ်သွားပါတယ်။အင်မတန်မှဖြစ်တောင်ဖြစ်ခဲ့အခြေအနေမျိုးမှာတော့ပြက်နေတဲ့ပြွန်ကအလိုလိုပြန်ဆက်သွားပြီးကိုဝင်ရနိုင်ပါသေးတယ်။ကြံကြံဖတ်မှန်းနော်။မြမပြီမှာတော့ကျမ်းမာတဲ့အမျိုးသမီးတယောက်အနေနဲ့ကလေး၃ယောက်အရှင်လတ်လတ်မရှိသေးသေး၍တရားဝင်တာကြောဖြတ်ခွင့်မရှိပါဘူး။တာကြောဖြတ်တဲ့ဆိုပေမဲ့သဘောပေါက်ရမှာကတမီကြောပါ ပြတ်သွားတယ်ဆိုတာပါပဲ။ တော်တော်ကြာတားကြောဖြတ်တာပဲမဲ့တမီးလေးများထက်ရလာအောင်မလားမျောနေမိအောင်ပဲမြမပြီးမှတရားမဝင်တဲ့နောက်တနည်းကတော့ယောက်ျားတားကြောဖြတ်ခြင်းပဲဖြစ်ပါတယ်ဘဲညာတုတ်ကြောနှစ်ခုကို ဖြတ်လိုက်တာပါပဲယောက်ျားအနေနဲ့ကတော့ကလေးဗနေအောင်ရှိရှိတရားဝင်တားကြောဖြတ်ခွင့်မရှိပါဘူးတကယ်လို့ရင်တော့15မိနစ်တောင်မကြာပါဘူးရန်ကုန်ကဆေးရုံတရုံနဲ့တန်ရှင်းရေးဝန်ထမ်းတယောက်ကသူ့ကိုဘရိတ်ဒါတစ်လက်ပဲပေး 9မိနစ်နဲ့ပြီးအောင်လှုပ်ပြမယ်ဆိုပြီးကျွန်တော်ကိုကြွားဘူးပါတယ်။သူလှုပ်ပေးခဲ့တဲ့လူစီရင်ကိုတော့လာရွတ်ပြနေလို့ခမ ्या ကိုရဲသွားတိုင်းပဲပြောလွတ်လိုက်ရတယ်။ကဲပြေဆုံးသွားပါပြီ။ဒါလောက်သိရင်စေးကြောင့်နောက်ဆုံးနေ့အပိုင်းခမှာတော့ဂုံနူးမဲ့ရမှာပါ။တရေတာနီးများ၁မိမကိုပြင်ပတ်တွတ်လှုပ်ခြင်း၂လိန်တန်အစွတ်၃တအိမ်ကောင်းအစွတ်၄ပြက်ကြရင်နီး၅တားစေးကဆေးပေါင်းကတ် progesterone တမျိုးတက်က6အရေးပေါ်ကိုဝင်တားစီခွန်ပလတ်စတာကတ်ချင်း7တားစီထိုးချင်း3လဈေးခေါ်တက်ဖို့9အရေးပြားအောင်မြုပ်သော implant 10တအိမ်နဲ့ထဲသောဂွေများ NUCD အမျိုးသမီးတာကြောဖြတ်ခြင်းနဲ့အမျိုးသားတာကြောဖြတ်ခြင်းစတာတွေပါပဲကိုနဲ့ကန့်ညီမဲ့ဤကိုတေးသေးချာချာလေ့လာဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးအသုံးပြုမယ်ဆိုရင်ဖြင့် လိုလားအပ်တဲ့အချိန်အခါအခြေအနေတွေမှာအဲ့နှချောင်းထိသွားခြင်းမှာကင်းဝေးစေမှာ ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်